မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့တကယ်ကိုကြားရသူတိုင်းရင်းနှင်းချေကွဲရမယ့်ချစ်ဆိုးသူကိုအကြောင်းပါဟုတ်ကဲ့ပါလေးနဲ့ရွယ်ကလေးငယ်လေးမီဂန်ပေါ့စင်ကာပူနိုင်ငံမှာဖြစ်ပွားခဲ့တာပါဟုတ်ပါတယ်သူကိုတကယ်တမ်းကာကွယ်ဆောင်ရှုံးရမယ့်သူကလက်ထွက်မှာပဲအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ပျက်ကိုအသေးစိတ်ပြန်ပြီးတော့ဆန်းစစ်ကြည့်ကြမှာပါ อืมဒီတော့ကတော့လေတရားဝင်ထွက်ခဲ့တဲ့အစီရင်ခံစားတွေနောက်တရင်မှတ်တမ်းတွေရှိပါတယ်အားတွေကိုအခြေခံပြီးတော့ဒီကြေကွဲစရာဖြစ်ဆိုးကဘာကြောင့်ဖြစ်ရတာလဲဟုတ်ကဲ့ကလေးကိုကာကွယ်ပေးနိုင်မဲ့အခွင့်အရေးလီယောဘလို့တွေလွှဲချော်သွားခဲ့တယ်လဲဆိုတာမျိုးပေါ့อืม တောင်ရှိတဲ့ဖွဲ့စည်းတဲ့လုံခြုံရေးနေမှာကိုဘလို့အားနေချက်တိရှိနေကြတယ်လေအဲ့ဒါတွေကိုဆွေးနွေးကြည့်ကြံပါတယ်ဟုတ်ပါတယ်တကယ်တော့လေဒီအမှုကတာမမှုသူကတော့မဟုတ်ခဲ့ဘူးနော်ဟုတ်တယ်ဝင်ကြီးဌာနဝင်ကြီးကိုယ်တိုင်ကစနစ်မှာပေါ့လျော့မှုတွေရှိခဲ့တယ်ဆိုပြီးတရားဝင်ဝန်ထမ်းတောင်းပန်ခဲ့ရတဲ့အထိပဲမှန်တယ်အတော်လေးကြီးရိုက်ရိုက်သွားခဲ့တယ်တော်ဝင်ကြရွေးရရှိတချို့ဆိုအရေးယူခံရတာလေအလိုကနေထွက်လာရတာမျိုးတွေကြည့်ဖြစ်ခဲ့တယ်ဆိုတော့အင်းဒီနောက်ွယ်ကတင်ခန်းစာတွေကတကယ်ကိုလေးနေပါတယ်အထူးတထွန်းအထီးခိုက်ရဆုံးကတော့ ေးရဲ့အဘွားမဒမ်ချွာဘွန်တို့သူ့ရဲ့ခန်းစားချက်တီးကတကယ်ကိုကြားရသူတိုင်းစိတ်မကောင်းဖြစ်လာတယ်။မီးလေးကသူ့ကိုအာမအာမလို့ခေါ်ပြီးပြေးဖက်တာလေးတွေပြင်းပြင်းရောင်းပြီးငိုးဆိုင်နေရပုံလေး။ဟုတ်ကဲ့။နောက်ပြီးမီးလေးအကြိုက်ဆုံးခုတ်ဆွဲဆန်ရှိဖြစ်သွားတိုင်းတတိယပြီးမျက်ရည်ကျရတယ်ဆိုတာတွေကတကယ်ကိုရင်နှင်းစရာပါ။တကယ်တော့ဒီလိုကြေကွဲစရာတွေမဖြစ်ခင်တာစီနိုင်ငံတင့်တယ်ဆိုတဲ့တွေ့ကအဓိကပေါ်လာတာပေါ့နော်။မှန်ပါတယ်။အောင်းကိုတန်တန်ကြီးရဲထဲကွီမီးရှို့ဖျောက်ပြက်ခဲ့ကြတယ်ဆိုတော့အင်း ဒီဖြစ်ဆိုးရဲ့အရင်ခံအကြောင်းတရားတွေလွဲချော်ခဲ့တဲ့အခွင့်အလမ်းတွေကိုစပြီးစမ်းစစ်ကြည့်ကြအောင်ဟုတ်ကဲ့ဆိုလိုဒီဖြစ်ဆိုးမှာတိုက်ရိုက်တာဝန်အရှိဆုံးကတော့မိခင်လေးရဲ့မိခင်ရင်းနဲ့ဖထွေးဖီတိုဝန်ရှိရှန်းတို့ပေါ့ဒါပေမဲ့ဒီဖြစ်စင်းတစ်ခုလုံးကိုပြန်ကြည့်ရင်လေသူတို့ရဲ့ညင်ပန်းညှိဆက်မှုတွေကိုအချိန်မီတားဆီးနိုင်မဲ့အခွင့်အရေးတွေအစစ်အစစ်လွဲချော်ခဲ့တာကိုတွေ့ရမှာပါဟုတ်ပါတယ်တမီးအားဖြင့်ကလေးကိုကာကွယ်ပေးရမယ်။ကွင်ရက်တစ်ခုလုံးမှာ အားနည်းချက်တည်းရှိနေခဲ့တယ်လို့ပြောရမှာပဲအဲ့ဒါပေါ့အစားပိုက်ကိုပြန်ကြည့်ရရင် မေဂန်လေးရဲ့အဖေရင်ကအခုဆိုရှယ်မီဒီယာမှာ လူသိများတဲ့ Simon Boyne တော့ဟုတ်ပါတယ်သူနဲ့မေဂန်ရဲ့အမေ2015မှာလက်ထပ်တယ်အဲ့ဒီနေ့အော်တိုကားမှာမေဂန်ကိုမွေးတယ်ဒါပေမဲ့2016ရှင်းမှာတော့မေဂန်ရဲ့အမေက Simon Boyne ကိုထားခဲ့ပြီးတော့အဲ့ဒီမွေးစင်သုံးဆွဲသူလို့တန်တရားရှိတဲ့ဝမ်ရှိရှန်နဲ့တွားပေါင်းတင်းခဲ့တယ် အေးအဲ့ဒီအပြောင်းလဲကခလေးအတွက်အလေးပြောင်းတဲ့ကူဖြစ်သွားစေခဲ့တာကိုဟုတ်တယ်အဲ့ဒီနောက်ပိုင်းမှာခလေးကိုအထီးကကြီးစုဆောင်းလျှောက်ထားတာက အဖွားဖြစ်သူမက်ဒမ်ချွာပါចောင်းပို့ចောင်းကျို့လုပ်ပြီးပြုစုဆောင်းလျှောက်ထားခဲ့တယ်ဒါပေမဲ့စနေတနင်္ဂနွေလူရက်တွေမှာတော့ခလေးကသူ့အမေနဲ့ဖထွေးဖြစ်သူဝေါင်းတို့စီမှာတွားနေရလေးရှိလေအဲ့ဒီအချိန်တွေကစပြီးပြဿနာတွေစလာတာပဲအဲ့ဒီကနေစပြီးတော့အန်ဒီရဲ့အချက်ပေခေါင်းလောင်းတိုင်းကြီးစမြည်လာပြီးတော့ဆူရမှာပဲ 2019ဖေဖော်ဝါရီမှာမေဂန်လေးတူတက်နေတဲ့မူကြိုးကြောင့်တလတ်လောက်ပြတ်သွားတယ်။ဟုတ်တယ်။မလာမှာကြောင်ပြန်တက်လာတော့ဆီယာမကခလေးရဲ့ခနာကိုမှဒဏ်ရာဒဏ်ချက်ဒီအများကြီးတတိထားမိလာတယ်။ဒါကပထမဆုံးတတိပြစ်လက္ခဏာပဲ။ဒါတကယ်အရေးကြီးတဲ့ချက်နော်။ဆီယာမကကလေးမိကိုမေးကြည့်တော့အဖြေဒီကအမျိုးမျိုးဖြစ်နေတယ်။စပီးလဲကြန့်တာတို့သူနည်းနည်းကြမ်းကြမ်းတမ်းတမ်းဆုံးမလိုက်မိတယ်တို့ရှင့်တော့မညီဘူးဖြစ်နေတာ။ဟုတ်ကဲ့။ဆိုတော့အဲ့ဒီမှာအချင်းချင်းလွဲနေကြစူးစမ်းနေကြပေမဲ့ ထိရောက်တဲ့အေးအေးယူမှုမဖြစ်ပေါ်သေးခင်မှာကလေးလေးကဘလို့အချင်းကြီးမျိုးကြုံတွေ့နေခဲ့ရပြီလဲအဲ့ဒါကအရေးကြီးဆုံးပဲအဲ့ဒါကတော့ကြေကွေးစရာအကောင်းဆုံးအပိုင်းပါပဲအဲ့ဒီ2019စက်တင်ဘာလအတွင်းမှာကိုပဲဖက်ထွေးဖြစ်သူဘုံရဲ့ညင်ပန်းနေစက်မှုတွေကအလွန်မင်းပြင်းထန်နေခဲ့ပြီဟုတ်ကဲ့လင်းနေရွယ်ကလေးငယ်လေးကိုအချိန်ချင်းရိုင်းနှက်တာလက်တီးနဲ့ထိုးတာရေပိုက်ခေါင်းလိုမော်ကြောတာအရာတွေနဲ့ရိုက်တာတွေလုပ်ခဲ့တယ် ဒီရဲ့ဆက်မှုတွေကိုတားဆီးပေးမဲ့သူမရှိခဲ့ဘူးကြားလာတောင်းတကယ်ကိုစိတ်မချမ်းသာစရာပဲဗျာအစားထောင်နဲ့ပတ်သက်ပြီးညွန်ပန်းတာမျိုးတွေလူမဆန်းတဲ့လိုရတဲ့ရှိခဲ့တယ်လို့လည်းမှတ်တမ်းတွေမှာဖတ်ရတယ်ဟုတ်ပါတယ်ဗီဒီယိုမှတ်တမ်းတစ်ခုမှဆိုရင်ဝမ်ကမေဂန်လေးကိုအမိုက်ပုံးသေးကအစားကျင်စားကြံနေကောက်စားခိုင်းတယ်မစားရင်ရိုက်မယ်လို့ချင်းချုံနေတာတွေ့ရတယ်ဗျာဗျာကလေးတယောက်အပေါ်ဘလောက်ထိ စိတ်တော့ပိုင်းချင်ရရော ရုပ်ပိုင်းဆိုင်ရာပါဖိနှိညင်ပန်းနိုင်တယ်လဲဆိုတာပြနေတာပဲဒါ리고အနားမှာရှိနေတဲ့မိခင်အရင်ကလည်းဝင်မတားခဲ့ဘူးဆိုတာကပိုဆိုးတယ်ဒေါက်တာဆူရတာပဲအဖွဲ့စည်းတွေကတော့နောက်ထပ်ဘလို့ကြိုးပမ်းမှုတွေရှိခဲ့တယ်လဲခလေးကြောင်းလည်းမတက်တော့ဘူးမိဘနဲ့လည်းအဆက်တွေရဖို့ခတ်နေပြီ2019အောက်တိုဘာကနေ2020ဇန်နဝါရီလအတွင်းမှာ BSS ကမေဂန်နဲ့တခြားကြောင်းတစ်ကြောင်းမှာပြောင်းတက်နေတယ်လားဆိုတာသိရဖို့ ECDA ကိုတုံးချင်လောင်မိခဲ့တယ်ဟုတ် ECDA ကလည်းသူတို့မှတ်တမ်းစနစ်ထမ်းမှာ၅ချိန်အထိရှာခဲ့ပြီးမြကလေးနာမည်ကိုမတွေ့ခဲ့ဘူးကလေးကပညာရေးစနစ်ထမ်းမှာလုံးဝပျောက်ဆုံးနေတဲ့အခြေအနေဖြစ်နေခဲ့ပြီးအရင်တော့မှတော့နောက်ဆုံးအားကိုရဖြစ် BSS ကရဲတပ်ဖွဲ့စီကိုတရားဝင်အကူအညီတောင်းဖို့ဖြစ်လာတယ်ထင်ပါတယ်အတိအကျပါပဲ BSS ကရဲရရှိနှစ်ယောက်စီကိုအီးမေးပို့ပြီးအခြေအနေကိုရှင်းပြတယ်ဘာဆက်လောက်တင်လဲအကြံဉာဏ်တောင်းခဲ့တယ်ရဲရရှိတယောက်ကတော့ရဲစခန်းမှာတရားဝင်အမှုဖွင့်တိုင်ကြားဖို့ပဲပြန်ချန်ပေးခဲ့တယ် ်ဒါကြောင့် BSS ကမေဂန်ရဲ့အဖွားကိုရေးတိုင်ဖို့ထပ်ပြီးတိုက်တွန်းရပြန်တယ်အဖွားအတွက်ကလည်းဒါတကယ်ကိုခက်ခဲတဲ့အခြေအနေပဲနော်ကိုတူမီအရင်ကိုကိုယ်တိုင်ရဲတိုင်ရမယ်ဆိုတာလွယ်တာမှမဟုတ်တာအတက်63ပုံနဲ့အရွယ်တန်ရှင်းလို့တမအိမ်အောင်ွယ်တမီနဲ့ကလည်းအရင်ကတည်းကဆက်ဆံရအဆင်မပြေဘူးဆိုတော့လေဟုတ်ပါတယ်ရဲတိုင်လိုက်ရတမီနဲ့လုံးဝအဆက်ပြတ်သွားမှာမြေကိုလုံးဝတွေ့ခွင့်မရတော့မှာစိုးရင်ကေမှာအသိချပါပဲ ဒါကိုနားလည်ပေးနိုင်ပါတယ်လीဒါပေမဲ့ကလေးရဲ့အသက်အန္တရာယ်နဲ့ယဉ်လာတဲ့အခါမှာတော့ဒါကမဖြစ်မနေလုံရမယ့်အခြေအနေဖြစ်လာခဲ့ပြီနောက်ဆုံးမှာတော့ BSS ကပဲအဖွားကိုဖြောင်းဖြာပြီးရဲစခန်းအထိအတူလိုက်ပါတိုင်ချက်ဖွင့်ပေးခဲ့ရတယ်ဟုတ်ကဲ့ဒါမဲ့ကန်ဆူးစွာပဲဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့စနစ်ပိုင်းဆိုင်ရာလွှဲချော်မှုထပ်ဖြစ်ခဲ့ပြန်တယ် yes ခါမှာဒီမှုကိုကင်တွက်ပုံနဲ့ပတ်သက်တာလားသူတို့ကတော့အခြေအနေရဲ့ပြင်းထန်မှုကိုမရိပ်မိခဲ့ဘူးလားဗျာ အဲ့ဒီမှာအဓိကပြဿနာရှိခဲ့တယ်။ဒီအမှုကိုပထမဆုံးတာဝန်ယူကင်တွယ်ခဲ့တဲ့အမျိုးသမီးစုံစမ်းစစ်ဆေးရေးအရာရှိ IO ပေါ့။သူကဒီကိစ္စကိုကလေးကိုဆုံးမလွန်မှု say child abuse တာမန်အမှုတစ်ခုလိုပဲအန်ဒီရရှိနိုင်ခြင်းနဲပါတဲ့ low safety concern ကိစ္စတစ်ခုလိုပဲတတ်မှတ်ကင်တွယ်ခဲ့တယ်။ဟွချောင်းအဘယူရှိုးရဲ့ပိုပင်းထန်တဲ့ရှုထုံကနေမချင်းကတ်ခဲ့ဘူးသူရဲ့အထက်အရာရှိကိုလည်းဒီမှုကိုဆက်လက်စုံစမ်းဖော်ထုတ်ပါမယ် follow up လုပ်မယ်လို့ပဲသတင်းပို့ခဲ့တယ် အထက်ရရှိကတော့ဒီ follow up ဆိုတာကိုဘလော့တီအလေးထားခဲ့တယ်လဲအမှုရဲ့အသေးစိတ်ကိုတေချာမင်းမြန်းတာမျိုးအမြန်ဆုံးစုံစဲဖို့တွားပေးတာမျိုးတော့မရှိရဘူးလားမတန်းနေရတော့အထက်ရရှိကလည်း IO ကိုဒီမှုကိုအသေးချာဖြစ်စီစီဆောင်ရွက်ဖို့အရေးတကြီးကန်တွေ့ဖို့လုံလောက်တဲ့ဖျားပေးတာမျိုးအနည်းကကြီးကြပ်တာမျိုးမရှိခဲ့ဘူးလို့သိရတယ်ဟွန်း IO ကိုယ်တိုင်ကလည်းကလင်းနဲ့သူ့အမေဘယ်မှနေတယ်လဲဆိုတာလိစာတိကြကိုစုံစမ်းလို့မရတော့တဲ့အခါမှာနှစ်ပတ်လောက်ကြာမှမယ်နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေကိုတရားဝင်ရပ်တန့်လိုက်ပါတယ် ချားရတကယ်ကိုမယုံနိုင်စရာပဲရဲတပ်ဖွဲ့လက်ထက်ရောက်သွားတဲ့အမှုတစ်ခုကဒီလောက်အလွဲတကူရက်တန့်သွားတယ်ဆိုတာစနစ်တစ်ခုလုံးအတွက်အချက်ပဲခေါင်းလောင်းတံပဲဒီစုံစမ်းစစ်ဆေးမှုတွေရက်တန့်သွားတဲ့ချင်းဟာကလေးတွေတော့အမောင်မိုက်ဆုံးချင်းနေဖြစ်နေခဲ့မှာပဲတကယ်ကိုဆိုးရွားလုံးတဲ့အချိန်တွေပါစုံစမ်းမှုတွေရက်တော်ပြီးတဲ့နောက်မှာပထွေးဖြစ်သူဝုန်းရဲ့ညီပတ်နေစမှုတွေကအတားအဆီးမရှိပိုပြီးပြင်းထန်လာခဲ့တယ်ကလေးကိုအင်္ဂါထားတယ် ဟုတ်ပဲ။ကျန်ရအနားရတွေကတွေးထွက်နေတဲ့အရေးကြီးတွေထွက်နေတဲ့ဆိုတော့အကြောင်းပြချက်နဲ့အိမ်ထဲမှာအဝတ်စားမသားပဲကိုသုံးလုံးနေခိုင်းခဲ့တယ်။လေးနဲ့သမီးလေးတယောက်တည်းဘလောက်တောင်အရှက်ရကြောက်ရွံ့နာချင်နေမလဲဆိုတာစဉ်းစားကြည့်ပါဦး။ကလေးတယောက်ကိုဒီလိုအခြေအနေမျိုးမှာထားရက်တယ်ဆိုတာလူသားမှုဆန်လွန်ဘူးဗျာ။နောက်ချက်ပြလို့ညင်ပန်းမှုတွေရှိခဲ့သေးလေ။ဒါတင်မကသေးဘူး။နေပူကျဲကျဲမှာဝရန်တာမှာအပင်စိုက်ထိုးထားတဲ့တက်သားပေါင်လိုနေရပုံမှာအတင်းချက်အိတ်ခိုင်လို့ ကလေးခမရအပူလောင်တန်းရလိုမျိုးပြင်းပြင်းထန်ထန်ခစားခဲ့ရတယ်။မတန်းနေရကလေးရဲ့မေးကိုလိန်သွားတဲ့အထိပြင်းထန်စွာရိုက်နှက်ခဲ့တယ်လို့ဖော်ပြထားတယ်။အမလေးဒီလိုရက်ဆက်မှုဒီအားလုံးကိုပေးကနေမြင်တွေ့နေတဲ့မိခင်ကလေးကလည်းထီထီရောက်ရောက်ဝင်ရောက်တားစီးဖို့ဖြစ်ွက်ခဲ့တာကပိုပြီးခြေကွဲဖို့ကောင်းပါတယ်။နောက်ဆုံးခြေကွဲစရာအဆုံးတက်ကဘလို့ဖြစ်သွားခဲ့လာလဲ။ဒီလောက်ညင်ပါနှိစက်ခနေရတာကိုဘသူမှမသိဘသူမှကြားဝင်မကြေတဲ့နိုင်ခဲ့ဘူးပေါ့ 2022ခုနှစ် February လ22ရက်နေ့မှာတော့ဝမ်မီဂလီရဲ့ One Bite Assign တဝိုက်ကိုခက်ပြင်းပြင်းပိတ်ထိုးလိုက်တဲ့ဒဏ်ရာကြောင့်ကလေးလေးအသက်ထွက်သွားခဲ့ပါတယ်။ဟာတနစ်ကြော်ကြမိခင်အရင်ရဲ့ကာကွယ်မှုမဲ့ပထွေးရဲ့ရက်ဆက်ကြမ်းကြုံမှုတွေအောက်မှာ နေ့စဉ်နဲ့အမျှညင်းပန်းနှိမ့်ဆက်ခံခဲ့ရပြီးနောက်မိခင်လေးရဲ့နုနယ်တဲ့ဘဝဟာအဆုံးသက်သွားခဲ့ရတာပါကလေးတည်ဆုံးသွားပြီးနောက်မှာသူတို့ဘလို့တုံ့ပြန်ခဲ့ကြတယ်လဲ သူတို့ရဲ့လုပ်ရက်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ကြသလားကလေးအသက်မရှိတော့ဘူးဆိုတာတည်သွားတဲ့အခါမိခင်ရောပထွေးရောကြောက်လန့်ပြီးချင်းမကိုင်းပြီးလက်မကိုင်းပြီးဖြစ်သွားတယ်မိပလက်ပေါင်မှာတန်တူနှချောင်းထိုးထည့်ပြီးကလေးကိုလက်စစ်လျှော့ရိုက်တယ်လို့လုံပြီးနှလုံးပြန်ခွန်အောင်ကြိုးစားခဲ့သေးတယ်လို့ဆိုတယ်ဟာမအောင်မြင်တော့မူရစေအုံးဝဲကိုကလေးရဲ့အနှာခေါင်းသားမှာထားပြီးအသက်ရှူအောင်လုံဆော့ကြည့်ပြန်တယ် ဒါတွေအားလုံးကသူတို့ရဲ့ထိတ်လန့်မှုနဲ့အတိညာမဲ့မှုကိုပြသနေတာပဲ။ဘနောမကလေးကိုအသက်ပြန်မသွင်းနိုင်တော့တဲ့အခါမှာလို့သူတို့ရဲ့ပြမှုကြီးကိုလူဘဖုန်းကွယ်မှုစ조사ကြတော့တယ်။မိခင်ရဲ့အလောင်းကိုအဲ့ဒီသူတို့နေတဲ့တိုက်ခန်းထဲမှာပဲရပောင်းများစွာဖွက်ထားခဲ့တယ်။ဟုတ်ကဲ့။နောက်ဆုံး၂020မေလရှိရနေ့ကြမှာပယောင်ယူပြီးဆက်မှုဆောင်တွေကဆွန့်ပစ်ထားတဲ့တန်တိုင်ကအပြန်တစ်ခုထဲမှာကလေးရဲ့အလောင်းကိုထည့်ပြီးမိွှှ့ဖျောက်ဖျက်ခဲ့တဲ့ဒီအလောင်းဖျောက်ဖျက်မှုမှာမိခင် ပထွေးဝုံးအပြင်သူတို့အိမ်မှာမကြခဏအတူတူမူရစ်ဆေးလာတုံးလေးရှိတဲ့ခြွားဆိုတဲ့မျိုးသမီးတို့လည်းပါဝင်ကူညီခဲ့ပါတယ်ဒီလောက်ချောက်ဆရာကောင်းတဲ့ဖြစ်မှန်းကြီးကဘလို့ပေါပေါလာခဲ့တာလဲအလောင်းကိုတောင်မီးရှို့ဖြတ်ဖြတ်ပြီးသွားပြီဆိုတော့အလောင်းကိုမီးရှို့ဖြတ်ဖြတ်ပြီးနှစ်လခွဲလောက်ကြာတဲ့အချိန်2020ဇူလိုင်လ20ရက်နေ့မှာမီဂယ်လေးနဲ့အဖွားနဲ့အဖေရင်ဖြစ်သူဆိုင်မွန်ဘွိုင်းလိုကကလေးကိုလုံးဝအဆက်အသွယ်မရတော့တဲ့အတွက်စိုးရိမ်ပြီးတိချစီရဲစခန်းမှာလူပြောက်တိုင်ချက်လာဖွင့်ကြတယ်။အော်အဲ့ဒီတော့မှ ဲ့ဒီခါကျမှရဲတပ်ဖွဲ့ကအမူဟောင်းကို ပြန်ဖော်ပြီးအထဲသန်ဆုံဟန်းစစ်ဆေးမှုတွေပြန်စခဲ့လေ။ဇူလိုင်လ23ရက်နေ့မှာမိခင်နဲ့ပထွေးဝန်ကိုဖမ်းဆီးနိုင်ခဲ့တယ်။နောက်တစ်နေ့မှာ အလောင်းဖျောက်ဖျက်ရာမှာပါဝင်ကူညီခဲ့တဲ့ချွာကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။နောက်ဆုံးတော့အမှန်တရားပေါ်ပေါက်လာခဲ့တာပေါ့။တရားစီရင်ရေးအပိုင်းမှာတော့သူတို့ရဲ့ပြစ်မှုတွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတယ်လို့သိရတယ်။ဟုတ်ပါတယ်။ တရားရုံးကတန်29နှစ်အရွယ်မိဟင်ဖြစ်သူကိုကလေးပေါ်ပြုမှုခဲ့မှုတွေညင်ပန်းမှုကိုလစ်လူရှုခဲ့မှုတွေအတွက် ထောင်ဒဏ်19နှစ်ချမှတ်ခဲ့ပါတယ်။ဟွန်းအဓိကတရားခံဖြစ်တဲ့အသက်38နှစ်အရွယ်ပထွေဝန်းရှိရှမ်းကိုတော့လူတေမှုကလေးသူငယ်ညင်ပန်းနေဆက်မှုအပအဝင် ပြင်းမှုများစွာအတွက်ထောင်ဒဏ်30နဲ့ကျိန်ဒဏ်16ချက်ချမှတ်ခဲ့ပါတယ်။ဟုတ်ကဲ့ဒီဖြစ်စိုးကကူလုံးကိုပြန်ပြီးချုံငုံတုံးတက်ကြည့်တဲ့အခါမှာ ကျွန်တော်တို့အဓိကသင်ခန်းစာယူရမယ့်အချက်တွေကဘာတွေဖြစ်မလဲဗျ။အင်းမေဂန်လီရဲ့တေဆုံးမှုကမိခင်နဲ့ပထွေးရဲ့တရက်ငင်းပန်းနှိမ့်ဆက်မှုကြောင့်ဖြစ်ခဲ့ရတာဆိုလာတော့ငင်းလို့မရပါဘူး။ဒါပေမဲ့ကျမတို့ဒီဆွေးနွေးမှုဒီလောက်လုံတွေ့ခဲ့ရတယ်လို့မယ်။ဒီအဖြစ်ဆိုးကိုအချိန်မီကောက်ွယ်တားဆီးနိုင်ခဲ့မယ်။အခွင့်အရေးလေးအဆင့်ဆင့်အဖွဲ့အစည်းတစ်ခုပြီးတစ်ခုမှလွှဲချော်ခဲ့တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။မှန်ပါတယ်။ ဒါကလူပုဂ္ဂိုလ်နှစ်ဦးတည်းရဲ့ပြဿနာမဟုတ်တော့ဘူးစနစ်တစ်ခုလုံးရဲ့အားနည်းချက်ကိုဖော်ပြနေတာပါဟုတ်ပါတယ်ကျောင်းကနေစပြီးတိုင်းရည်ကိုတတိပြုမိခဲ့တယ်နောက်ပရိဟိတအဖွဲ့ BSS ရဲ့ကြာဝင်မှု ECDAC အစီရင်ခံမှု CBS ရဲ့တုံ့ပြန်မှုနောက်ဆုံးရက်တပ်ဖွဲ့စုံစမ်းစစ်ဆေးမှုရက်တန့်သွားခဲ့ပုံထိဒီကွင်းဆက်တစ်ခုလုံးမှာပါဝင်တဲ့အဖွဲ့အစည်းကြီးကြားတရင်အချက်လက်မျှဝေမှုချိတ်ဆက်ဆောင်ရမ်းမှု အမှုရဲ့အရေးကြီးမှုနဲ့အန်တီယန်ရှိနေခြေကိုမှန်မှန်ကန်ကန်အကဲဖြတ်မှု risk assessment ပေါ့နော်အဲ့ဒါတွေမှာတိတိတသားလိုအပ်ချက်ကြီးလွဲချော်မှုတွေရှိခဲ့တာတွေ့ရတယ်တိတိကျကျပြန်ကြည့်ရင်လွဲချော်ခဲ့တဲ့အခွင့်အလန်းတွေတကယ်များပါတယ်ကလေးရဲ့တန်ရာတွေကိုကျောင်းဝဆောဆောစီစီတတိပြုမြင်ခဲ့ပေမဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိကိုအချိန်မီတိကျပြည့်စုံတဲ့တရေကျက်လက်တွေနဲ့အစင်ခံမလို့နိုင်ခဲ့တာအထူးသဖြင့်တန်ရာအသေးစိတ်နဲ့ မွေးစတိုင်ရရပေါ့အဲ့ဒါကပထမဆုံးချန်ကြစေတဲ့အချက်ပါဟုတ်ကဲ့တရင်ရခဲ့တဲ့အဖွဲ့ရှိတွေအထူးသဖြင့် ECD ရောနဲ့ CBS တို့ကဒီကိစ္စကိုလုံလောက်တဲ့အလေးထားမှုနဲ့အရေးတကြီးခိုင်းတွဲဖြေရှင်းဖို့ဦးစားပေးဆောင်ရွက်မှုအားနည်းခဲ့လာနောက်ဆုံးရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကအလဲတကူရပ်တန့်ထားခဲ့တာတွေဟာခလေးကိုကေတင်နိုင်မဲ့အခွင့်အရေးလေးကိုဆုံးရှုံးစေခဲ့တာပဲဒီ tip ကတာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးပါလေးကိုအဓိကမြေမောင်းထိုးပြမိတယ်လေ မိပါရဲ့တောင်းဝင်တဲ့ဘီယံတခြားဘသူတွေမှတောင်းဝင်ရှိနေတယ်လား။အပြအရာကခလဲသူငယ်ကာကွယ်စောင့်ရှောက်ရေးစစ်နဲ့ Child Protection System တခုလုံးမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအသီးသီးကျွမ်းကျင်ပင်နာရှင်တွေတောင်းဝင်ရှိသူအစင်းစစ်မှာလည်းအရေးကြီးတဲ့တောင်းဝင်ဝိတ္တရတွေရှိနေတယ်ဆိုတာပါပဲ။ဟုတ်ပါရဲ့။အန်ဒီယရှိနိုင်ခြင်းမင်းမွားတဲ့ကိစ္စရဲ့ဒီကိုအချိန်မီထိထိရောက်ရောက်လင်းလျက်မြန်မြန်ကမှမငန်ငန်တွန့်ပြန်ဆောင်ရွက်ဖို့ urgent and appropriate response လိုအပ်ကြောင်းဒီအမှုက ပြင်းပြင်းထန်ထန်တတိပေးလိုက်တာပါပဲ။ဒါကကိစ္စမဟုတ်ဘူး။ဒါတင့်အရေးမကြီးသေးပါဘူးဆိုလေအတွင်းမျိုးကကြေကွဲစရာအဖြစ်ဆိုးကိုဖြစ်စေနိုင်တယ်လေ။တကယ်တော့အဲ့ဒီ queen set ထဲကတာဝန်ရှိသူကြောက်ကြောက်ကဖြစ်တယ်။ဒါမဟုတ်အဖွဲ့စည်းတစ်ခုခုကပဲဖြစ်ဖြစ်ဒါဟာကလစ်တယောက်ရဲ့အသက်အန္တရာယ်နဲ့ဆိုင်တဲ့အရေးကြီးကိစ္စတစ်ခုချက်ချင်းအေးအေးယူဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဆိုတဲ့အတ္တိတရားနဲ့မရမနေအဆုံးထိ စ조사စုံစမ်းဖော်ထုတ်ခဲ့မယ်ဆိုရင်ဒီလိုကြိတ်ကွဲစရာအဖြစ်ဆိုးမျိုးကိုတားဆီးနိုင်ခင်မှာဖြစ်ပါတယ်အဲဒါကြောင့်ဒီအဖြစ်ပြက်ကနေသင်ခန်းစာယူပြီးနောက်မှာအလားတူကြိတ်ကွဲစရာတွေထပ်မဖြစ်ပွားစေဖို့ကျမတို့အားလုံးစဉ်းစားရမယ့်အချက်တွေရှိလာပါတယ်ဟုတ်ကဲ့နားထောင်နေသူတွေအတွက်ဆက်လက်စဉ်းစားဆင်ခြင်ကြီးဖို့အချက်တစ်ချက်လောက်ထုံးနှုတ်ပြောပြပေးပါလားခင်ဗျအင်းဒီလိုကြိတ်ကွဲစရာဖြစ်ဆိုးတွေထပ်မဖြစ်ပွားစေဖို့အတွက်ပေါ့နော်ကျမတို့လူမှုအတိုင်းအဝိုင်းတစ်ခုလုံးနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ကလေးတို့ရဲ့ညင်ပါနှိမ့်ဆက်မှုတွေရဲ့တိတ်မွေးတဲ့လက္ခဏာတွေ တန်တရားဖြစ်ဖွဲ့အခြေအနေတွေကိုဘလို့နေလာနေနဲ့ပိုပြီးစောစောစီးစီးထိထိရောက်ရောက်တတိပြုမိနိုင်အောင် အလေးထားဆောင်ရွက်နိုင်အောင်ကြိုးစားကြမလဲတခါတည်းမှာတရားဝင်လှုပ်ထုံးလုပ်နေတဲ့ဘျူရိုကရေစီရန်တရားတွေကနှီးကွေးနေတဲ့အချိန်မီတုံးပြန်နိုင်မှုအားနည်းနေတယ်လို့ထင်လာတဲ့အခြေအနေမျိုးမှာတောင်မှ အားငယ်ဝီကိုကိုကိုမကာကွယ်နိုင်သေးတဲ့ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့တူးချင်းတယောက်ချင်းမှာရော အိမ်နီးချင်းစီရာစီယာမရက်ွက်အတိုင်းဝိုင်းနဲ့ပါဘလို့တာဝန်ယူမှုတာဝန်နီးမှုမျိုးနဲ့ကိုတက်နိုင်တဲ့ဘက်ကနေပါဝင်ကူညီနိုင်မလဲဆိုတာကိုကျမတို့အားလုံးအလေးနဲ့သာစဉ်းစားသုံးချက်ပြီးလက်တွေ့ကြတဲ့အဖြေတွေရှာဖွေသင့်ပြီလို့ထင်ပါတယ်။ဟုတ်ကဲ့တကယ်ကိုလေးလေးနက်နက်စဉ်းစားစရာသင်ခန်းစာယူစရာအချက်ပါပဲ။ဒီနေ့မေဂလေးရဲ့ကြည်ကွေးခွဲရာဖြစ်ဆိုးနေသူကကဲတင်နိုင်မယ့်အခွင့်အရေးတွေလွဲချော်ခဲ့ရပုံကိုအတူတကွစမ်းစစ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒီဖြစ်ဖြစ်တဲ့နေရလိုက်တဲ့သင်ခန်းစာတွေကအနာဂတ်မှာအလားတူဖြစ်ရဆိုးတွေမဖြစ်ပေါ်အောင်ကာကွယ်တားဆီးရမှာအထောက်အကူပြုနိုင်လိမ့်မယ်လို့မျှော်လင့်ရင်ဒီဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ